ားလုံးပဲမင်္ဂလာပါထဲရော့ပိုင်းချီကကျူးစွပါတယ်ဒီနေ့က Valentine Day ဆိုတော့အကုန်လုံး Happy Valentine Day ပေါ့နော် Valentine Day ဖြစ်တဲ့အတွက်ဒီနေ့ကိုယ့်ရဲ့ဒီတစ်ဖက်လူကကိုယ့်ဘာ message ပေးချင်လဲပေါ့နော်အဲ့ဒါကိုဒီ Love Oracle ကလေးရင်းနဲ့ကြည့်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာရှိသမျှ relationship တွေအကုန်လုံးเนี่ยတက်ဆိုင်ပါတယ်ပေါ့နော်တွဲနေတဲ့သူတကောင်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ crush situationship အဲ့လိုမျိုးအကုန်လုံးเนี่ยတက်ဆိုင်ပါတယ်ပေါ့နော်အဲ့တော့ဒီထဲက파일이၃ခု ခုတွေကကိုကြိုက်တဲ့ဟာလေးတခုရွေးပြီးစက်ကြည့်ပေးပေါ့နော်။ပိုင်ဝမ်းလေးတွေမင်္ဂလာပါ။ပိုင်ဝမ်းလေးတွေအတွက် love origin message တွေမှာကြတာက transformation ပေါ့နော်။အဲ့တော့ကိုနဲ့သူနဲ့ဒီတဖက်လူနဲ့ဆက်ဆံရေးရပေါ့နော်။ပို့ပြီးတော့ကောင်းမွန်တဲ့ဘက်ကိုရောက်တော့မယ်။ပြီးရင်ကိုရိုနှစ်ယောက်ချာမှာရှိတဲ့ဒီ connection တွေကလည်းပို့ပြီးတော့ခိုင်မြဲလာမယ်ပေါ့နော်။အချစ်ကအရာရာကိုကြော်ဖြတ် သွားလာနိုင်မယ်ပေါ့နော်ပြီးတော့ဒီ Taiwan လေးတွေတော့ message for you ကတဖက်လူကကိုကြောင်စဉ်းစားနေတယ်ပေါ့နော် Your love fills me with light and I love you အဲ့လိုမျိုးတဖက်လူကပြောချင်ပါတယ်အဲ့တော့ဒီ Taiwan လေးတွေကိုအတွက်ပဲဒီတန် reading လုပ်ချင်တယ်ဆိုရင်ချီကို TikTok ဒါမှမဟုတ်ရင် Messenger အမြင်လာပြီးတော့ဆက်သွယ်လာနိုင်ပါတယ် ဖိုက်ထူးကိုရွေးချယ်ထားတဲ့သူတွေမင်္ဂလာပါဖိုက်ထူးကိုရွေးချယ်ထားတဲ့သူအတွက် love oracle message မှာပေါ့နော်။ဘာကြလဲဆိုတော့လူချင်းပွေးနေတောင်မှ spiritually အမြဲ united ဖြစ်နေပါတယ်ပေါ့နော်။တယောက်နဲ့တယောက်က space လေးပေးပြီးပေါ့เนาะဒီ connection ကိုယုံကြည်စွာနဲ့ရှေ့ဆက်ပါအဲ့အဲ့လိုဆိုလို့ရှိရင် everything will work out for the best ပေါ့เนาะပြီးတော့ဒီ phi 2သမားလေးတွေအတွက် message လေးကတော့ look inside yourself ဘယ်ဟာကကိုယ်ဒီလိုခံစားနေရလဲပေါ့เนาะခံစားစီတာလဲပြီးတော့ကိုယ့်ကိုယ်ကိုအဲ့လိုမျိုး self doubt ယုံကြည်မှုတွေမမဲ့ပါနဲ့ပေါ့เนาะဒီဖြစ်နေတဲ့ situation ကို universe ပေါ်ပုံအပ်လိုက်ပါပေါ့เนาะ သူကကိုယ့်အတွက် plan ရှိပြီးသားပေါ့နော် university ကပေါ့နော်အဲ့တော့ဒီ phyto သမားလေးတွေကကိုယ့်အတွက်ပဲ data reading ကြည့်ရှင်နေဆိုရင်ချီကိုဒီ TikTok ဒါမှမဟုတ် Messenger အမြင်လာပြီးတော့ဆက်သွယ်လာနိုင်တယ်နော် ဖိုင်3ကိုရွေးချယ်ထားတဲ့သူသေးတွေမင်္ဂလာပါဖိုင်3ကိုရွေးချယ်ထားတဲ့သူသေးတွေအတွက် love oregon message လေးကဘာကြလဲဆိုတော့အခုချိန်ကကိုက take a step back and then ကိုအတွက်ကိုအချိန်ပေးသင့်ပါတယ်ပေါ့နော်ဒီဆက်ဆံရေးမှာအဲ့လိုမျိုးအဆင့်တစ်ဆင့်နောက်ဆုတ်ပြီးတော့ကိုအတွက်ကိုအချိန်လေးပေးပေးပေါ့နော်ဒီကောင်းမွန်တဲ့ relationship ကလေနှစ်ဦးနှစ်ဖက်လုံးဒီအခက်အခဲတွေကြော်လွှားပြီးတော့ တယောက်ကိုတယောက်အဲ့လိုမျိုး support လုပ်ကြတာပေါ့နော်အဲ့တော့ဒီ connection မှာပေါ့နော်အခုအချိန်တွေကအဲ့လိုမျိုး flow လေးတိုင်းသွားတဲ့အချိန်ပေါ့နော်ပြီးတော့အဲ့လိုမျိုးသွားတယ်ဆိုလို့ရှိရင်ဒီ connection မှာဘယ်ကိုရှေ့ဆက်သွားမလဲဆိုတာကိုကိုက surprise ဖြစ်သွားလိမ့်မယ်ပေါ့နော် you will be surprised where it leads အဲ့ဒီ pi 3တမားလေးတွေအတွက် message for you ပေါ့နော် freedom and balance လို့ပါတယ်အဲ့တော့ the part is clear if you want to be freedom နဲ့ balance လုပ်ဖို့လိုအပ်ပါတယ်ပြီးတော့ကိုလိုချင်တဲ့လမ်းကြောင်းကကိုဖြစ်ချင်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးရှေ့ဆက်ပြီးတော့တွားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်ပါတယ်အဲ့တော့ဒီ pie three သမားလေးတွေကိုနဲ့ใกล้နေတဲ့ဟာလေးကိုယူပေးပေါ့နော်ကိုအတွက်ပဲတီးတန့် reading လိုချင်တယ်ဆိုရင် GOD TikTok ဒါမှမဟုတ်ရင် messenger မှာလာပြီးတော့မိနိုင်ပါတယ်เนาะအားလုံးပဲကံကောင်းပါစေ happy valentine day ပါ